ဲမင်္ဂလာပါမျိုးတို့ရေဒီကနေ့ကတော့เนาะကီးထိတ်ကကျွန်တော်တို့ကီးဖြစ်နေပြီမနေ့ကောညာတော့ထွက်သွားတယ်ဗောနော်မနေ့ကဆိုရင်ခွန်ရှိကီးပဲဖြစ်သွားတယ်เนาะဒီကောင်ကနောက်ကညနေပိုင်းကျတော့၄တက်ဟာလား၄တက်၄တက်ကလည်းကီးပဲဖြစ်သွားခဲ့တယ်เนาะဒီကီးရိုးရိုးကလည်းမနေ့ပိုင်းမှာခွန်ရှစ်ဆိုပြီးတော့ကီးအနေနဲ့အောင်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ဖောင်းဖြစ်သွားတာ break line ဖောင်းဖြစ်သွားခဲ့တယ်เนาะအဲ့အတွက်ကျွန်တော်တို့ဒီထုတ်ကနန်းတွေမှာမအောင်မြင်ခဲ့ဘူးပေါ့เนาะဒါပေမဲ့ ကျွန်တော်ကဒီအခွေမှာတင်ငားကိုကျွန်တော်တင်ငားလို့ပို့ကြရတယ်ဒါပဲထွက်သွားတော့ခွန်ရှစ်ဆိုတဲ့အခွေရထွက်သွားတယ်နော်ခွန်ရှစ်ဆိုပြီးတော့အခွေအနေနဲ့ထွက်သွားတယ်ဒီအခွေထိုးတဲ့လူတယောက်ကတော့လာပြောတယ်ဆရာကြီးပေါက်တယ်ဆရာနဲ့လူတော့ပြောတာမကြောက်ဘူးနော်အဲလိုမျိုးလေးရှိပါတယ်ကဲအဲတော့ကျွန်တော်တို့20 day တွေပဲစားလိုက်ကြအောင်ဗျာနော်အပေါ်ကြီးပြောနေတော့ဟုတ်လား20 day တွေပဲစားမယ်နော်ဟိုဟာအင်္ဂါဘုရုနှစ်ရက် အောင်ကနန်းတွေထူခဲ့ပေမဲ့ကြာသရင်းနေ့မှာတော့ကျွန်တော်တို့အောင်ကနန်းမထူနိုင်ဘူးဒါပေမဲ့တောက်ကြာနေ့မှာတော့ထူနိုင်နေမယ်ထင်ပါတယ်ဗျကဲအဲ့တော့ကျွန်တော်တို့ဘယ်ကစမလဲဆိုရဲခကြတော့6နှစ်ကိုကိုကစမယ်ဗျ6နှစ်ကိုကို6နှစ်ကို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 ၄6နှစ်ကိုကိုပြောကိုကို၄ကိုကို၄5 3 4 3 6 3 4 3ညာနှင်းဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်ဗျာเนาะအဲ့ဒါကိုကျွန်တော်တို့တွက်ပါမယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဘယ်လိုတွက်မလဲဆိုတဲ့အခါကျတော့ဒီ1နဲ့4နဲ့ပေါင်း6 6နဲ့4နဲ့ပေါင်း3ညပါတယ်เนาะ3ည3ညရဲ့ပါဝါ5 3ညရဲ့နှက်ခတ်ကခွန်း3ည5ခွန်ဆိုတဲ့ကြီးဆုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့4ည လေးငါတဲ့လေးငါမှာကျွန်တော်တို့ငါးသလုံးထိပ်ပြီးအောင်ခဲ့ပါတယ်၉နှစ်၉နှစ်တဲ့၉နှစ်မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျနော်ဟုတ်ကဲ့လေးငါမှာကျွန်တော်တို့ငါးသလုံးထိပ်ပြီးတော့အောင်ခဲ့ပါတယ်နော်နောက်တစ်ပြန်တော့တတ်ပါမယ်ငါး၃နှစ်၈ငါး၃နှစ်၈နှစ်၄၆၄နှစ် လေးချောက်3953 3953ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်၄နဲ့3နဲ့ပေါင်း3နဲ့4နဲ့ပေါင်းခွန်ခွန်နဲ့9နဲ့ပေါင်း2ပါတဲ့เนาะ2 2ရဲ့ပါဝါခွန်2ရဲ့နှက်ခက်က4 2ခွန်4ဆိုတဲ့ကြီး3လုံးဒီပင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့ရှိ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 တဲ့เนาะအဲ့ပင်မှာကျွန်တော်တို့ပြတ်ပါတယ်เนาะရှိရှိ โกตองโกตองဆိုပြီးတော့เนาะအဲ့လိုထွက်သွားတဲ့အတွက်ကျွန်တော်တို့အဲ့ဒီအပင်တော့ကျွန်တော်ပြက်ခဲ့ဘူးပါတယ်เนาะအဲ့လိုပြက်ပြီးရဆိုရင်ကျွန်တော်ပြက်တဲ့အပင်လေးပါထည့်ပြီးပြခြင်းဖြစ်ပါတယ်အဲ့လိုထွက်ပြီးရခါကြတော့နောက်တစ်ပင်ကိုတွက်ပါမယ်1196အဲ့ဒီလိုဟိုပြက်ပြီးရခါမှာဘယ်လောက်ထိပြန်မှန်လာလဲဆိုတာကျွန်တော်ကြည့်ရမယ်1196 5599 5599 5599 5599 တက်တော့ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်9တက်နဲ့ပေါင်း8 8နဲ့3နဲ့ပေါင်း1ပါတဲ့1ရဲ့ပါဝါ6 1ရဲ့နှက်ခက်က8 1 6 8ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့ကဲအဲ့ဒီ1 6 8ဆိုကီးကပြန်အောင်မှန်ရလားကျွန်တော်ကြည့်ရအောင်5 9တဲ့မမှန်သေးပါဘူး3 6 3 6တဲ့3 6မှာတော့6တလုံးထိပြီးပြန်မှန်လာတာကိုတွေ့ရမှာပဲဖြစ်ပါတယ် ဲ့နောက်တစ်ပြုံတွက်ပါမယ်9 6 7 6 9 6 7 6 5 6 7 7 5 6 7 7တေလေးခွန်ခွန်တေလေးခွန်ခွန်ဆိုပြီးကျွန်တော်ဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်6ကဲ8ကဲပေါင်းတော့4 4နဲ့4နဲ့ပေါင်းတော့8ပါတယ်နော်8 8ရဲ့ပါဝါ3 6ကဲနှစ်ခါက1 8 3 1ဆိုတော့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆက်ကောမှန်ရလားကြည့်ရအောင် နှစ်ရှိတယ်ဟောနှစ်ရှိမှာရှစ်တလုံးထိပြီးတော့ကျွန်တော်တို့အောင်ခဲ့ပါတယ်တိချောက်တိချောက်တိချောက်မှာလည်းတိတလုံးထိပြီးတော့ညာရောမနေ့ကောအောင်ခဲ့ပါတယ်ဗျကဲနောက်တစ်ပြုံးတက်ပါမယ်တိချောက်ခွန်တိတိချ996 996 66 99ရောက်ခဲ့ရှေရှေ ကိုကိုဆိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်၁နဲ့၅နဲ့ပေါင်းတော့၆၆နဲ့၈နဲ့ပေါင်းတော့၄ပါတဲ့လေလေးရဲ့ပါဝါကို၄ရဲ့နှက်ကက2လေးကို2ဆိုတော့ဒီသုံးလုံးဒီအပြင်မှာထွက်ရမယ်တကယ်အဲ့တော့ကျွန်တော်တို့ဆက်ကြည့်ရအောင်ဘာတွေထွက်သွားသလဲဆိုတာကို6နှစ်တဲ့เนาะ6နှစ်မှာနှစ်တလုံးထိပြီးအောင်ခဲ့ပါတယ်၄ရှစ်တဲ့၄ရှစ်မှာလည်း လေးတလုံးထိပြီးတော့ညာရောမနဲ့ကောထက်အောင်မြန်ပါလေဗျနော်ပြက်ပြီးရနောက်ပိုင်းပါညာမနဲ့ညာမနဲ့ကြီးပဲဇက်တိုက်ပြန်အောင်လာတယ်နော်နောက်တစ်ပုံတွေ့ပါမယ်ခွန်ရှိ3965256633333ဆိုပြီးဒီလိုမျိုးထွက်တာပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်8နဲ့2နဲ့ပေါင်း3ည သုံးညာနဲ့သုံးနဲ့ပေါင်းတော့သုံးပါတဲ့သုံးရဲ့ပါဝါရှိသုံးရဲ့နှက်ခက်က၅သုံးရှိ၅ဆိုတဲ့ကီးသုံးလို့ဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်ထားသလဲဆိုတဲ့အခါကျတော့တိရှိတိရှိတိရှိမှာ ရှစ်တလုံးထိပြီးအောင်ခဲ့ပါတယ်၄၆၄၆တဲ့၄၆မှာတော့ကျွန်တော်တို့မအောင်ပါအောင်ဗျာနော်နောက်တစ်ပြောင်းတက်ပါမယ်3966 3966 3926 3926 2635နော်2635ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်6နဲ့5နဲ့ပေါင်းတော့4 4နဲ့6နဲ့ပေါင်းတော့3ည3ညရဲ့ပါဝါ5 3ညရဲ့နှက်ခတ်ကခွန်3ည5ခွန်ဆိုတဲ့ကီး3လုံးဒီပင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ပါထွက်သွားတဲ့ဆိုရခါကျတော့ခွန်ခွန်နဲ့ဟောခွန်ခွန်မှာခွန်တလုံးထိပြီးအောင်ခဲ့ပါတယ်ညနေပိုင်းမှာ4ခွန်နဲ့4ခွန်မှာလည်းခွန်တလုံးမဲ့ထပ်တိပြီးတော့ညအောင်မနဲ့ကော ထပ်အောင်ခဲ့ပါတယ်ဗျာ ဲနောက်တစ်ပြင်တို့ပါမယ်ဉ်9 3 2 9 3 6 7 9 3 6 7 8 4 4 8 8 4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  8 6 4 6ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တကယ်အဲ့တော့ကျွန်တော်တို့ထုံးကြံအတိုင်းမှာပဲကီးထိတ်ကလေးတွေနဲ့တွဲပြီးစဉ်းစားကြည့်လိုက်ရအောင်ကီးထိတ်ကီးထိတ်ကတော့ဒီကနေ့ကီးထိတ်ကတော့ကျွန်တော်တို့ကီးဖြစ်နေပဲဆွဲပါတယ်ထိတ်ဖြစ်နေမဆွဲခဲ့ပါဘူးဗျာနော်ကီးထိတ်မနေ့ကကီးထိတ်ကတော့ကျွန်တော်တို့ဘာရတလဲဆိုရင်လေ6ပါတဲ့နော်ခုနကကျွန်တော်တို့ရတာလေ6 4 6ပါပဲတဲ့နော်ခုနကီးရောရတယ် 6ပါပဲတဲ့အဲ့တော့6 6 6ဆိုပြီးတော့တွားပြီးတိုက်ဆိုင်နေတာကိုနည်းနည်းခဏနည်းခဏခဏခဏမမာတော့မင်းသူတဲ6 6မဟုတ်ဘူးအော်6 9ပါတဲ့2 2ဒီကောင်2၄၉၂ပါเนาะထိုက်ကြည့်ရ၄၉၂ပါတဲ့နှစ်เนาะနှစ်เนาะကျွန်တော်မှာပြီးကျွန်တော်ရေးတယ်၄၉၂ပါတဲ့เนาะအဲ့တော့ကျွန်တော်တို့ထိုက်ကြည့်ဒီ၄၉၂ပြိတ်ဒီပြိတ်ဒီကျွန်တော်ပြိတ်ဒီဒီကနေ့တော့မှာပါတယ်เนาะမနေ့က အခုထပ်ပြီးရမယ်ပြိတ်ကတော့1 9ပါတဲ့เนาะ1 9 6 4ဟော64ပါတဲ့เนาะ1964ပြိတ်အဲ့မဲ့1964ဒီ main ပြိတ်ဖြစ်ပါတယ်တဲ့เนาะအဲ့တော့ကျွန်တော်တို့ဒီဟာနှစ်ခုကိုဒီလိုပဲကတ်မလားဒီလိုပြိတ်နဲ့ပဲကတ်မလားကျွန်တော်တို့စဉ်းစားရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့၄ကို၄ကိုတော့သွားတိုက်ဆိုင်နေပြီ၄ကိုဒီဟိုတနေ့ကလည်းကျွန်တော်ပြောတယ်เนาะဟိုတနေ့ကလည်းကျွန်တော်ပြောတယ်16 16 guide တော့လည်း16ကို ကအမားနောက်တော့လေဘာလဲအဲ့နေရဘာလဲမသိဘူးเนาะလေးကိုပဲလားမသိအဲ့လိုထီတော့လဲလေးကိုကမာတယ်မနေ့ကကျွန်တော်ရှစ်တလုံးညီရဲ့အတွက်လဲရှစ်တလုံးကမာတယ်လို့ပြောအခုလဲလေးကိုလေးကိုလို့ညီနေပြန်တဲ့အတွက်လေးကိုစီမာနိုင်မယ်လို့ကျွန်တော်ထင်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ဟိုဟာဒီလိုမကတ်တော့ဘဲနဲ့ဒီလိုမကတ်တော့ဘဲနဲ့ကျွန်တော်တို့ဒီဗရိတ်နဲ့ပဲကတ်လိုက်တော့မယ်เนาะအဲ့တော့လေးကိုတစ်ဗရိတ်ဖြောင်း49လေးကို ကိုဗရိတ်ဖြောင်း45လေးကို6ဗရိတ်ဖြောင်း42 လေးကိုလေးပြိတ်ဖြစ်အောင်လေးတုံညာတဲ့နော်နောက်တစ်ခါကိုးကိုတစ်ပြိတ်ဖြစ်အောင်ကိုးနှစ်ကိုးကိုကိုးပြိတ်ဖြစ်အောင်ကိုးတုံညာကိုးကို6ပြိတ်ဖြစ်အောင်ကိုးခွန်ကိုးကို4ပြိတ်ဖြစ်အောင်ကိုး9ဆိုပြီးတို့ရမယ်နောက်တစ်ခါနှစ်ကိုတစ်ပြိတ်ဖြစ်အောင်နှစ်ကိုနှစ်ကိုနှစ်ခွန်နှစ်ကို6ပြိတ်ဖြစ်အောင်နှစ်4နှစ်ကို4ပြိတ်ဖြစ်အောင်နှစ်2ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ရပါတယ်เนาะအဲ့တော့ ကျွန်တော်တို့အဲ့တော့ကနန်းတွေတော့ရပြီကျွန်တော်နည်းနည်းဟိုဟာလေးတွေဟိုတင်ကနန်းလေးစူးကြီးထုတ်ကြည့်လဲအောင်အဲ့မှာကျွန်တော်တို့ဘာစူးကြီးပြီးထုတ်ကြည့်မလဲဆိုတဲ့အခါကျတော့တစ်ကိုဘရိတ်နဲ့ပတ်သက်တာဒီမှာနော်တစ်အဲ့တော့ကျွန်တော်တို့ဒီမှာတစ်ဘရိတ်ဒီမှာကိုဘရိတ်နော်နောက်တစ်ခါဒီမှာတစ်ဘရိတ်ဒီမှာကိုဘရိတ်ဒီမှာတစ်ဘရိတ် ဒီမှာကိုပြိဒါမဲ့နော်အဲ့တော့ကျွန်တော်ပြန်ကြည့်နှစ်ကိုကိုနှစ်ကတော့ပါပြီးသားဖြစ်နေရနော်နှစ်ကိုကိုနှစ်ကပါပြီးသားနော်ဒါအဲ့တော့ကျွန်တော်တို့ဒီမှာအဲ့ဒီလိုမျိုးပဲပေါ့နော်ဒီမှာနှစ်ကိုကိုနှစ်ကတော့ဒါနော်အပြန်လှန်ပေါ့ကိုပါကိုယ်တော်စဉ်းစားလိုက်တော့နော်နှစ်ကိုကိုနှစ်အဲ့တော့ကျွန်တော်တို့ဒီမှာပြန်ကြည့်ရင်ကျွန်တော်တို့ကတကွက်နှစ်ကွက်သုံးကွက်လေးကွက်ငါးကွက်ပေါ့နော်ငါးကွက် ကျန်တဲ့နှစ်ကိုကိုနှစ်ကအထက်မြေတော့နော်အာထိုးပေါ့ဟုတ်လား၄ရဲ့၄၅ရဲ့၉နှစ်ကဲ၉၃ရရဲ့နှစ်ခွန်ရဲ့ပေါ့နော်နှစ်ခွန်ရဲ့ဒီလိုမျိုးတစ်ကွက်နှစ်ကွက်သုံးကွက်လေးကွက်ငါးကွက်ရမယ်ငါးကွက်ကြည့်တော့ကျွန်တော်တို့များတယ်နည်းနည်းထပ်ပြီးတော့တင်ွက်ကလေးရအောင်ကျွန်တော်တို့ထပ်စဉ်းစားမယ်ဆိုရင်ဘာရှိတဲ့လဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ မနေ့ကကျွန်တော်တို့ထွက်တာလေးတွေကလေးထိတ်ဆင်းပြီးသွားရင်တဲ့နော်လေးထိတ်ဆင်းပြီးသွားဆိုတော့ကျွန်တော်တို့လေးထိတ်ဆင်းပြီး41 2 9၄ကိုဆိုတဲ့ပြိတ်ကားတဲ့၃ရက်တွင်ဆင်းနိုင်ပါတယ်တဲ့ထို့အတူပဲတဲ့ပြိတ်တူပြိတ်ဆင်းပြီးသွားရင်လည်း2ခွန်၄ကိုပြိတ်က၃ရက်တွင်ဆင်းနိုင်ပါတယ်တဲ့ဟောပြိတ်တူပြိတ်ဒီကနေ့ခွန်ရှိ၅ပြိတ်၄တက်၅ပြိတ်เนาะပြိတ်တူပြိတ် ရှင်းပြလဲနှစ်ခွန်လေးကိုဆိုပြိတ်ကနေ့ရက်၃ရက်ဒီမှာဆင်းနိုင်ပါတယ်နောက်တကပြီးခဲ့တဲ့အပတ်ကပြီးခဲ့တဲ့နေ့ကကျွန်တော်တို့6တိဆိုခွန်ပြိတ်ခွန်ပြိတ်ဆင်းပြီးသွားရင်လည်းနှစ်ခွန်လေးကိုပြိတ်တယ်ကျွန်တော်မဆင်းသေးရအတွက်နှစ်ခွန်လေးကိုပြိတ်ပြီးပို့ပြီးအားတာလာတယ်လို့ကျွန်တော်ပြောရမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီမှာပြန်ကြည့်ရင် main ပြိတ်အနေနဲ့ကြည့်မယ်ဆိုကိုပြိတ်ကကျွန်တော်တို့အားတာဆုံးဖြစ်တဲ့အတွက်ဒီ၄၅ရယ်ကိုတုံညရဲ့နှစ်ခွန်ရဲ့ကကျွန်တော်တို့ပို့ထိုးတဲ့ကဏ္ဍလို့ကျွန်တော်တို့ဒီလိုတွေ့ရတွေ့ရမှာပဲဖြစ်ပါဗျာเนาะနောက်တစ်ခါကျွန်တော်တို့ ဒီဒီဒီကောင်ဆိုရင်လည်းကျွန်တော်တို့ဟိုဒီနေ့ကကျွန်တော်ပြလိုက်တယ်နော်ကျွန်တော်ကနည်းနည်းစိတ်စောပြောပါကျွန်တော်တို့ဟိုမှာတနေ့လာနေမှာခွန်ခွန်ဟုတ်တယ်နော်ခွန်ခွန်ကြိုပြီးထွက်တယ်နောက်တကလေးခွန်လေးခွန်ကြိုပြီးထွက်တယ်နောက်တကအဲ၃နှစ်ဆိုပြီးတော့လည်းဒီမှာ၃ဒီမှာ၂ဆိုပြီးတော့လည်းထွက်တယ်နောက်တက၉၅ဒီမှာ၉ဒီမှာ၅ဆိုပြီးတော့လည်းထွက်တယ်အဲ့တော့ကျွန်တော်တို့ဘယ်နှကြိမ်ထွက်သွားလဲဆိုတော့တကြိမ်နှစ်ကြိမ် 3ချိန်4ချိန်ထွက်သွားပြီเนาะဒါ4ချိန်ထွက်သွားပြီဟုတ်လား4ချိန်ထွက်သွားပြီเนาะဒီတစ်ပတ်မှာဆိုရင်4ချိန်ဖြစ်သွားပြီပေါ့เนาะ4ချိန်ဖြစ်သွားပြီ4ချိန်ဘယ်လိုလေးပဲရေးလိုက်မယ်เนาะ4ချိန်ဖြစ်သွားပြီသူ့ရဲ့တက်မှတ်ချက်ဂရန်နီကတော့အနည်းဆုံး2ချိန်ဆိုရဲအခါမှာ4ချိန်တော့ထွက်သွားပြီအဲ့ဒီမှာထပ်ပြီးကြည့်မယ်ဆိုရင်ခုနပြောတဲ့4 5တို့60တို့2ခွန်တို့ကပြန်ပြီးတော့အိုက်ကောင်တွေလည်းကိုက်နေပြီเนาะ ဲ့တော့လည်းကိုက်ညီနေတဲ့အတွက်ကျွန်တော်ထိုးအားလေးတော့တော်တော်လေးရှိရပါပြီ။နော်။ဟိုပေါက်ချင်းမပေါက်ချင်းတော့ကျွန်တော်မသိဘူးပေါ့နော်။ဒါပေမဲ့အတန်းနိုင်ဆုံးကတော့ကျွန်တော်တို့ထိုးအားတော်တော်ရှိတယ်။အဲ့တော့၄၅ရေ60ရေ2ခွင်ရေအားတော်တော်ထိုးအားရှိတယ်။ဟိုကောင်နဲ့လဲသွားပြီးတိုက်ဆိုင်နေတယ်ပေါ့နော်။နောက်က2ခွင်4ခုဆိုရယ်ပြိဿဟာကျွန်တော်တို့ဟိုဟာ6တိဆိုရယ်ခွန်ပရိတ်ဆင်းပြီးနေကိုက2ခွင်4ခုပရိတ်မဆင်းသေးဘူး။နော်အထီမဆင်းသေးဘူး။အဲ2ခွင်4ခုပရိတ်အထီမဆင်းသေးဘူး။ဟိုဟာအခုတခါထပ်ပြီးတော့တခါ၄ထိပ်တို့ နော်နော်ပရိတ်ဥပရိတ်တို့မှာလည်းနှစ်ခွန်လေးကိုပြန်ပေးတာဆိုတော့ကျွန်တော်တို့နှစ်ခွန်လေးကိုပရိတ်ထဲမှာဆိုရင်ဒီကောင်းနဲ့သွားတူညီတာဆိုကိုပရိတ်ကဖြစ်တဲ့အတွက်ဒီကိုပရိတ်တွေကကျွန်တော်တော်တော်လေးကိုကြိုက်ပါတယ်အမျိုးတို့လည်းကြိုက်တူလားကြိုက်တူရင်ယူပေါ့နော်အကြိုက်မတူဆိုရင်လည်းမယူပါနဲ့နော်ဒါကတော့ကျွန်တော်ကအကြံဉာဏ်ပေးတာပါကျွန်တော်ဒီလိုလေးတော့တွေ့တယ်ဒီလိုလေးတော့ကြိုက်တယ်ဟုတ်လားဒီလိုလေးတော့ကျွန်တော်ထိုးမယ်အမျိုးတို့လည်းကြိုက်သလားတဘောကြသလားကြိုက်ချင်ထိုးပါကြိုက်ချင်ယူပါเนาะမကြိုက်ဘူးဆိုလဲကြော်သွားပါကဲအဲ့တော့ဒီကနေ့တော့ကျွန်တော် တင်ဆက်မှုတွေကဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာရင်ကိုချင်းကိုချမ်းမှခြင်းနဲ့ပြည့်စုံပြီးနောက်ဆုံးပိတ်အိတ်နဲ့လွယ်ရနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးဒီကနေ့ဖွေတူဖိုင်တို့ဒီမှရင်အဆုံးတတ်လိုက်ပါတယ်ဗျာ